ကျို့ညာပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ရှာလတ်ပါဒီတစ်ခါမှာတော့ကျမကဆရာမမေမွေရေးသားချားရဲ့နွန်းဆိုရီဆောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင် မညီမကိုသူမှတ်မိဒီမှာဂျီယော်ဂျီထဲဆိုင်တွင်ဇီလာဝဲလေးရှိသောဖောက်တဲ့တူဖြစ်ဖြစ်သည်မညီမသည်ကရင်ပြည်နယ်တောဘက်အချမ်းမှာရွာတရွာတွင်ဝေးဖွားပြီးသူတို့ရွာသားနှင့်အိမ်နောက်ကြားခါရွာသို့ရောက်လာခဲ့သည် တရွာလုံးသစိမ့်တွေဖြစ်တဲ့တိုင်အောင်မညီမအတွက်ကကြာကြာမဆိုင်လိုက်ပြီးရောက်ပြီးမကြာမီပင်တရွာလုံးသူ့ကိုမသိသူမရှိခင်မင်သားတော်သည်မညီမကိုမမြင်ရသည်မှကြာလေပြီမညီမသည်ယခုအခါမြည်သည့်အရွယ်သို့ရောက်နေပြီလဲမသိဆရာအရေးကြောင်းတွင်နေအိုများတော်ပြီလားတလုံးစီကအိမ်ပြန်သောအခါမညီမအကြောင်းကြားရသည် မိုင်းရေမိုင်းညီမရေအဆင်ပြေနေကြရဲ့ကလေးတွေကိုဒီနေ့ရှင်ပြုတ်မယ်တဲ့။နို့ညာနဲ့နို့ဆွာလွင်သူ့မှာကျန်တဲ့ယောက်ျားလေးတွေကြီးရဲ့ဟုတ်ညမဝင်ွဲကဆိုသည်ဟေ့မိုင်းညီမခုရက်ဒီကလေးမွေးအောင်လားဟုတ်တယ်အငယ်မကလေးအဖြစ်နှခါလေးတော့ပဲရှိအောင်မယ်သူ့ကိုကြည့်လိုက်အမြဲတမ်းပိုက်ကြည့်နေတာကြီးပဲအဲ့တော့ကလေးဆက်တောင်းအောင်ဖြစ်နေရလဲမဆမ်းမို့ အိမ်အောင်ကြကစားအသက်20ပတ်လည်အရွယ်ကနေ55နှစ်လောက်အထိနှစ်အစလောက်ဇက်တိုက်ကလေးဝင်နေတော်မညီမသည်လွန်ခဲ့သောနှစ်များအတွင်းနှစ်နှစ်ချာတနှစ်ချာဆိုသလိုကိုဝင်ဆောင်နေခဲ့သည်ဖြစ်ရသူတွင် ကလေးတစ်ပြုံတမရှိလိမ့်မည်ဟု မတွေ့ရကြတော့လဲမှန်းလို့ရပါသည် သူတို့ရွာကိုရောက်ခါစားကကရင်သွေးပါတော်မညီမတင်အယက်မြင့်မြင့်ထောင်ထောင်မောင်းမောင်းအင်ပြည့်အားဖြင့်တားကောင်းမိခင်ပုံမျိုးပင်တရွာသားနှင့်အကြောင်းပါခဲ့တော်မညီမတင်သူယူခဲ့တော်လင်းအကြောင်းကိုမယူခင်ကဘလောက်အောင်များသိရှိခဲ့လေသည်မသိ သူလင်မီသားစုမှာတန်လွင်မြင့်ကြီးကိုမေးတင်ထားသောသူတို့ရွာကြီးတွင်နေထိုင်သူများမဟုတ်ကြပါသူတို့ရွာကြီးနှင့်မျက်နှာချင်းဆိုင်ရွာပိုင်းကျွန်းစုစုတွင်အမြင်နေထိုင်သူများဖြစ်ကြသည်သူကျွန်းများတွင်နေထိုင်သူများသည်မိုးရင်လေလောက်နွေခါတင်းနှင့်တနိဘတ်တို့အတွက်တော်ခုပ်ပြီးဆောင်းတွင်စပားရိတ်ခါတစ်နှစ်လုံးကဖန်ပြီးဝမ်းကြီးကိုဖြည့်ရှင်းသူများဖြစ်ကြောင်းပြောရန်လိုမည်မထင်မေ အစိုးရ၏မြေစီရင်တွင်ထိုကျွန်းများသည်လူနေဧရိယာများမဟုတ်ကြပဲဖြစ်ရာစီပင်သားရနေနမိတ်မဟုတ်သောကြောင့်သူကလေးများသည်ပင်မွေးစရင်ရှိမရှိမသေးချာလာပေတကျွန်းလုံးလေမြေများသာဖြစ်သောကြောင့်လေထဲများသာပြတ်တောင်းပြတ်တောင်းတည်ရှိသောအရာဖြစ်သည် မြဝကျွမအတွင်ကိုအပြည့်ယူချသောထိုကျွမရင်လူနေကျဲပါသည့်အလျောက်မညီမရုံမီသားစုကဧကရာချီသောကျွန်းတစ်စိလောက်ကိုသူတို့ရဲ့အပိုင်စားထားရသည်နှင့်ဖြစ်၏ထိုကျွမရင်တန်လွင်မြကြီးစီစဉ်နေသည်၍မညီမမှဝမ်းရည်ကြွမပူပင်လာပြီး ရေတက်ရေချအလိုက်ဖမ်းမိသောငါးများကိုရွာဘက်သို့လေကိုကိုရိုင်းလှပီးကူလူကမညီမကိုရိုင်းရောင်းသည်ရွာဘက်စီမှာရေကောင်းရေတန်းပြန်ဝေလာရန်ဟင်းသီးဟင်းရွက်များဝေရန်အစီအစဉ်များကိုလည်းမညီမ၏လေပေါ်တွင်တည်လာလေးရှိသည် ထိုကျွန်းနေရွာကြလေကလေးကိုလောကမညီမနှင့်သူ့ယောက်ျားတို့ကူးခတ်နေသောမြင်ကွင်းသည်မိုးရွာရွာနေပူပူပုံမှန်မြင်နေကြဖြစ်သည်ကန်းတို့တက်လာသောအခါခလေးကိုလက်တစ်ဖက်ခတိခွင်ကတစ်ဖက်ကခေါင်းပေါ်ရွက်သောငါးရောင်းကိုထိန်းလျက်မိုးတက်တဲအောက်တွင်ရှက်အင်းကြီးလက်ရှိအောင်မမွဲပေါ်တွင်ပလတ်စတစ်တစ်စာကိုထတ်ချုံလျက်တွေ့ရမည်နေပြင်းသောအခါမျိုးတွင်မတော့မညီမနှင့်အတူပါလာသည်ကရေထည့်ရန်ဂါလန်မုံများဖြစ်ကြသည်နေစာဒူဝမ်ထူးခြားသောကိစ္စမှာ ာကိုဝင်နေစီလာစီချိန်တွင်ပင်မန်းညီမသည်ရေစီးတန်လာသောတန်လွင်မြစ်ကိုတန်မှန်ခက်လျက်အကူအသတ်မပြတ်ခြင်းပဲဖြစ်သည်မန်းညီမမှာကန္နာလန်းတွင်ရှိသောသူရထေဆိုင်ဤဖောက်တဲ့ဖြစ်သည်မိဘကနေတော့အခါတတော်ကြီးအားအမကြီးအနှီးပိတ်ကလေးအကျွေးပေးထားအောင်တော့နောက်ရီထားကြတော့ယူပေါ့ဟိုဆိုရင်တတော်ကြီးကငင်းလေးမရှိပေမန်းညီမဆိုတာဘယ်တော့မှမလိန်တတ်သူမဟုတ်လားမန်းညီမရင်အကျွေးလဲကြကြမကြမ်းတတ်ပေအထယ်ဝယ်ပြီးကြည်အောင်ဆက်တော့ လက်မခတ်သောစီးရင်တွင်ပါသောကြောင့်မညီမဝေသမျှတူတူထွထွားကိုဒေါ်တော်ကြီးကစုပြီးစီးရင်မပေးသည်သူဝေလေးရှိသောပစ္စည်းများတွင် ကျွန်းဆောင်နှက်ကိုပူဇော်ရန်ဖျားပန်အိုးခွက်ပကံကောက်ဆိုင်ချိန်မိုးခါဖြစ်သောရန်ဝါတာဖလူးဟုသူတို့ခေါ်သောအပြာရောင်အစိမ်းရောင်ပလတ်စတစ်ပွဲကင်းစာများပါတတ်သည်ရွာဦးပြဝဲနီးလာသောခါမျိုးတွင်မညီမသည်စကားတစ်ခုမဆိုပါဘဲအေးလာသောသူလင်ကိုပါပစိုးနှင့်ရှက်သည့်ကိုဝဲရန်ဆိုင်တို့ဆွဲခေါ်လာတတ် သည်မညီမဝဲလေးရှိသောစီးရဲနေရမပါတတ်သူများမှာကလေးဖက်နက်ကလေးများ ကျောင်းဝတ်ဆောင်ဖြူစိမ်းများဖြစ်ကြသည်ရွှေနှင်းနုံနှင့်လေကွင်းပချာအထဲတွင်သူခလေးများအကြွဖက်နှက်မလို့ဝေလူအနှဲငယ်များသာနေထိုင်သောထိုချုံမော်တွင်မညီမ ాయి ခလေးများအတွက်စာသင်ကျောင်းမရှိဖုံးကြီးကျောင်းလည်းမရှိနိုင်ရေတက်ရေကြကိုလိုက်ပြီးရွာတို့ကူးခတ်ရသောလက်ခက်လေးငယ်ဖြင့်မညီမယောက်ျားသည်သူခလေးများအားနေစဉ်ရွာဘက်ကကျောင်းသို့မပို့နိုင်ဒီလိုနှင့်ပင်ဘုစုခရူလေးတို့သည်စာသင်ကျောင်းရဲ့လူမမြင်ဖို့ကာကြီးခခွေများမအံ့မှုပါပဲကြီးပြင်း ာကြသည်မိုင်းညီမ၏စာအုပ်မှာကြီးသက်ကြီးလာသည်နှင့်အမျှမိုင်းညီမ၏အင်ကြီး ထမိန်များမှလည်းပို၍ညစ်ထေးလာကြသည်အသက်ကလေး၄၀ကျော်လာသောအခါငငယ်ကဖြိုဝင်းခဲ့သောမညီမ၏သားတော်သည်ချင်းနီယောင်ဝဲမကတော့အညိုဘက်သို့လူလိပြီးသူခြုံလွှမ်းထားသောသူ့ယောက်ျားနှင့်တလဲစီဝတ်ပုံရသည့်အစိမ်းရောင်ခွက်ကျဲရှိုင်းကြီးမှလေကုန်အနားများပို၍ပို၍ဖွာလာသည်ဘယ်တော့မှ ဖွာရရာမကျဲသည်မှာမညီမ၏အာမန်ဖြစ်သည်ခါထက်တွင်ကလေးတယောက်ကိုချီလျက်ခရောင်းကိုရွက်လျက်လော်ရက်ကိုထမ်းလျက် န်းညီမသည်ဖြက်ဖြက်လက်လက်ရှိမြဲကန်းနာမှဈေးတလျှောက်တွေ့ရလူကိုအပြုံးဖြင့်နှုတ်ဆက်မြဲကန်းမတက်လာသည်နှင့် သူ့အတန်အော်အော်ကိုတလန်းလုံးကချားမြဲမိသားစုအရွယ်စားကြီးမလာခြင်းကမန်းညီမနှင့်သူ့ခင်မုန်းတို့၏ရုန်းကန်ရခြင်းကိုပုံပြီးပြင်းထန်လာစေသည့်တိုင်အောင် သူတို့ကလေးများမှတစ်ဖက်နိုင်ငံသို့ကူးတန်းကမိဘကိုတပြန်တလှည့်မလုတ်ကျွေးနိုင်ကြပါ၏ အများတောက်တော်မူခါရည်သည် အများရေတွင်မပါနိုင်သောသူတို့တို့မဟုတ်ရွှေပြောင်းလုံသားဆိုသည်မှာရဲရွာတစ်ခုမှာအစင်းရေဆုံးသောသူများဘယ်တော့မှမဟုတ်တတ်ကြပါအစင်းရေဆုံးသူများသည်မူရင်းနေရက်ကိုစွန့်ခွာရန်အရင်အနည်းအနည်းဆုံးရွှေပြောင်းရန်မတက်နိုင်ဆုံးသူများဖြစ်တတ်ကြသည်ရွှေရပြောင်းရခြင်းကစရိတ်ကြီးသည်လေသို့ပေသည်ဒီလိုမရွှေနိုင်မပြောင်းနိုင်တာကပင် မိုင်းကြီးမာရမီတာစုဘဝကိုတစည်းတလုံးဖြစ်စေသည် မန်းညီမမသူတပားလိုလင်ခွေတာခွေမဖြစ်တပတ်နိုင်ငံမှာအလောက်ကြံလို့လို့ရတဲ့ငွေပြန်ပို့လို့ရွှေလက်ောက်တရာစင်မြဝနိုင်မြေဆိုအောင်တော့မန်းညီမမထုံငွေကိုညင်းချင်သူဝေးတနေ့မပြန်နေဘူးမိုးရွာမရှောင်ချောင်းနဲ့မြောင်းနဲ့ရှာဝေးစားနေရတော့လေမန်းညီမကြီးခလေးတွေအားလုံးမန်းညီမဤအနာမှာရှိကြသည်တားရီတအောင်ဓမ္မနှင့်အားရှိလိုက်ပါပြီအသက်ကြီးလာတော်လင်းတဲ့ဟာအခုဆိုရင် နေတိုင်းငါးဖန်းစရာမလိုတော့ဘူးမဟုတ်လားတားရီကိုအားကိုရပါပြီ ီသူတို့ငားရှာဖားရှာရှာနိုင်လောက်အောင်တက်အပ်တော့အထရသက်ကိုလည်းတင်ပေးပြီးမဟုတ်လားသူတို့အဖေကိုလည်းနားစိတ်ချင်လာပြီဒီနေ့တော့လူပြိုဖဖဖြစ်လာတော့မညီမသားတွေပစင်ခံကြမြည်အငယ်ကောင်တွေကတော့ကိုရင်မော့တသက်တခါရှင်ပြုမင်္ဂလာပြုနိုင်တော့မြည်မညီမသည်ဒီတချီရောဖြင့်ရွာရဲကလူတွေဖြစ်တင်တော့ငါအရင်အမြင့်များကိုအုပ်ချုပ်သည့်ဌာနကိုယေရှုတင်လာသည် ထိုဌာနသည်သူတို့အရက်တွင်နာမည်မကောင်းလာပေအပေကြောင့်ဆိုတော့သူတို့မြစ် ထဲတွင်ငါးကိုလက်တန်းလောက်ပါမချန်ဖန်ခွေရှိသောကြားပစက်ဓမင်းပိုက်ကြီးများကိုမြစ်ပြင်နေရာကောင်းတွင်ရွေးကာလိုက်စင်ပေးကြသောကြောင့်ကြံတငါများအလုံးဒုက္ခရောက်ကြရသည်ဤစနစ်ကိုမနစ်ကဖြတ်ပေးသောမောင်မင်းကြီးသားများကိုကျေးဇူးတင်လာသည်သူတို့ကြောင့်သာဒီမိသားစုကကလေးရင်းပြူနိုင်မှာမဟုတ်လား တခါတော့တော့ရွာရဲကလူတွေကိုအလို့မအဖြစ်ကြွားခြင်းသေးသည်ကြီးထက်ထက်ဖြင့်မညီမရှက်အင်းကြီးဆုံးနှင့်မညီမတွင် လာရချောရရဲပုံကြီးရှိသေးကြောင်းရွာရဲကလူတွေသိစေခြင်းလာသည် ။အရင်ကတော့မညီမကလက်စားတော့အရာရှိကိုချိန်ဆဘူးဒီငါပေါ့စာပစုံပေါ့စာကအစားအရာခတ်သိမ်းကိုအစိုးရတော်သူတွေရီရီမြေတွေကိုအုပ်စိုးရောင်းချနိုင်တော့အရာရှိကြီးတွေမလို့တာအစိုးရလို့ခေါ်ရဖြစ်မှာပဲဟုမညီမတွေးကရွာရဲကလူတွေနဲ့ယောဂသူလည်းမကြည်မနှက်ဖြစ်ဖို့ဒီအခုလေငါမျိုးတောင်းလာတော့ကြောင့်ဌာနဆိုင်ရာကသူစီမံမောအမကိုနောင်နာရကစနစ်ကိုပြောင်းလိုက်ခြင်းဖြစ်ဖို့ခဲရင်ဒီရွာရဲတွင် ပြောဆိုနေကြသည်ကာ သူတို့ရွာထဲမှာပေါပေါမြောင်မြောင်လူကြီးတူအူကတည်င်းစာကိုလက်တို့လိုက်တယ်ဆိုပေအင်တာနက်ဆိုတာကိုလည်းမညီမကမမြင်ဘူးပါဘူး။ line မကျန်လိုက်တယ်ဆိုတာက TV လို radio လို့ဟာမျိုးနဲ့ဘာကွာတလဲဆိုတာသူကလေးတွေရောသူရောမသိဘူးဒါပေမဲ့တေချာတာကရွာရဲကလူကြီးတယောက်ရောက်အတန်းကလိုင်းပေါ်ရောက်သွားလို့ဒါဒီ byte တွေကိုပေးရဲ့ license ရက်သွားရတာပဲတကယ်လို့များအဲ့ငတန်ငနုတ်ကအစငရစ်ပါမကြံကောင်းပန်းတော့ byte ကြီးသမားတွေဒါမရှိဘူးတရစီကတင်နာခိုင်းရရင်ပြီးရောလူနည်းစုကိုဒါကောင်းစားစေချင်သည့်စနစ်မရှိခဲ့ဘူးဆိုရင်ခိုးဘက်ကဟာ ဒီလောက်၆ကတ်တော့မှမဟုတ်ဘူးလို့မညီမတွေးသည်ခုရောငါဖန်းလို့ကမရမရတော့အကျွေးတွေအထက်ထက်တက်လို့ရွာသားတွေအဝေးကိုထွက်လို့သူတစ်ပါးနိုင်ငံမှာမျက်နှာငယ်နဲ့မလုံးမချုံငွေရှာထွက်ကြရပဲဟုမညီမကအချမ်းပြင်းနာလေသည် သူသည်နှစ်တန်းမြတာကြောင်းနေခဲ့တော့လေငါဖန်းလို့မရရင်အကျွေးထူမည်ထူရင်ငါဖန်းပိုင်နဲ့လေကိုသာမက အိမ်မြေယာနှင့်ဂုံတိတ်ခါကိုပါကျွေးရှင်တို့ကတင်းယူချောင်းဘောဝပေးအတိဖြင့်နားလေပါသည်တို့ရရင်လွန်ခဲ့သောနှစ်အနည်းငယ်ကစပြီးထုတ်ပိုက်ကြီးသမားများကိုလိုက်စင်မပေးတော့တော့လဲတင်္ဂတဲ့အသေးစားများအတွက်နောက်တရင်ကပေါ်လာပြန်သည်ငါးရီပစွန်တွေကိုအစိတ်ချဖန်းသောဒစိန်တွေဖြစ်ကြသည်ထို့သူတို့ကြဆားနေပုံကိုကြိုကြားကြိုကြားမတင်ငါဝယ်မြင်နေရသည်တေချာသည်ကထို့သူတို့မှာဟိုဘက်ရွာသားများမဟုတ်ကြမင်းညာကအသက်50ကျော်ပြီဖြစ်သောမညီမယောက် ြသည်သူတို့လဲတဲ့တွင်ထိုင်လျက်မိုးအီအီတစ်ဖြောက်ဖြောက်ကြာမှောင်လာသောကောင်းငင်ကိုငေးကြည့်ရင်သားရီကိုစိတ်ပူနေလေသည်ဒီချိန်ဆိုဒီကောင်းနေပြန်လာရတော့မှလူပြိုရွယ်သား၃ယောက်သည် မြစ်ပြင်တွင်မရှိနေသင့်တော့မြစ်ဘက်စီကိုမျှော်ကြည့်သောအခါမီးရောင်တလက်လက်တွင်ကမ်းသို့ဦးတည်လာသောလေကိုမြင်ရသည်တို့ရရင်လေများတစ်စင်းနဲ့မဟုတ်ကြားရသောအံတွေကလည်းပုံမှန်မဟုတ်ကမ်းမကတ်နိုင်သေးသောလေနှစင်းပေါ်မှာ ထိုးကျိတ်သောအတန်လော်တက်ချင်ရိုက်သည့်အတန်များကိုကြားသောအခိုက်တွင်အိမ်ရှိလက်ကျန်ယောက်ျားများကိုတန်းလန့်လျက်အမျက်မင်ကန်းနာသို့ပြေးဆင်းကြသည်ဖခင်ကြီးသည်အဝေးမှပင်သူ့သားများကိုငားစိတ်ချဖမ်းသောလေဝမှပါလာသောမိန်းများဓားများဖြင့်ရံပြုတ်နေသည်ကိုတွက်ဆမိပြီးသားတို့သည်သူတို့စကြက်ထဲမှငားများတမန်လေးကပင်ဆေးကြောင် အစူလိုက်ပြောင်းလိုက်တီတီကိုတွေးပြီးဒေါသရံအိုပောက်ကွဲပြီးဖြစ်သည်ငယ်ရွယ်သူများဖြစ်သည့်အလျောက်အနည်းရေကိုမချိန်ဆပဲဝင်တိုးနိုင်သည်တခိုးသည်များသာသာမတမာပြုသူတို့ကလက်နက်ဆောင်စမြဲသူတို့ရံကိုသူတို့တိမြဲပင်နှစ်ဖက်မျက်နှာချင်းဆိုင်သောအထီးနာမှသူသားရိသားဖြစ်သည်သူတို့တွင်ငါးဖန်းပိုင်းနှင့်အတူပါသည်မှာဓမ္မတူတစ်ချောင်းသာသူသည်ကန်းတွင်ရထားသောလက်တစင်းကိုခြိထားသောကြိုးကို ထပ်လာသောဒဏိလီတာဖြင့်တိကနေပိုင်းကရေလေသို့ရှောကနေထွက်ခွာရန်လေရင်တက်လျက်ရှိသောမသိမ်းရသေးသည့်ခွန်နာဆက်ကိုနိုးသည်သူ့သားများကိုကာကွယ်ရန်သောဖြင့်ရေကိုကျွမ်းသောဖခင်သည်သားများအသက်ကိုသူတစ်ပါးကရမရှာနိုင်မီအချိန်မီတခုခုတော့လောက်ရမည်သူသေးရင်သေးပါစေသူ့သားများဘေးမဖြစ်စေရသူသည်အချိန်ရလာသောဆက်တက်လေးဖြင့်ရေလွာကိုခွဲလျက်ရန်သူလေးဘက်သို့ဒုံဆိုင်ထိုးဆက်လာခဲ့သည် သူသည် ရေကိုကျွမ်းသည်တစ်ဖက်လိုသည် သူတိုးဝင်လာသော ော်လမ်းကြောင်းတွင်ဝေယုံတုံးကဟန်ချက်ပြတ်မှအမှန်ပဲဖြစ်သည်လေဝန်းကွေးသောအတန်ဤနောက်တွင် ကျွန်းဆွေနှပေးကဘာပြတ်သောအတန်တို့ကိုလေရေစီမှမညီမကဆက်တိုက်ချလိုက်ရသည်မညီမကန်းတို့ရောက်လာချိန်တွင် လူသက်ပွဲမှာပြီးလေပြီသူတို့ပိုင်နဲ့တွင် အစိတ်ချသောလေကိုတားမြစ်တော်သားကြီးမှာတပတ်ကလာသည့်ဒေါသကိုပြင်ဆင်ထားသူမဟုတ်တပတ်ကအစင်းသင်ပါသောလက်နက်ကိုတောင်းလာသောအခါသားသုံးယောက်သည်လေကိုမိဘများရှိရာကန်းသို့ကဲ့ရန်ကြိုးစားသည်သားသောဖြင့်ဖခင်ကမြင်ကွင်းထဲသို့ဝင်ရောက်လာသောအခါတပတ်မှလန်းနန်းသည်သူ၏လက်တန်းကိုအငုံများချန်စေသည်သူ၏သွားများစွာသည်ကန်းနာမှရှုံ့နှင်နေဝင်လျက်အဆရှာမရဖြစ်လေပြီသားတို့သည်တန် ရကြသည်တစ်ဖက်ကမူတယောက်အသက်ဆုံးပြီးနှစ်ယောက်မှရေငုပ်လျက်ပြောက်ွယ်သွားကြသည် မနက်လင်းသောအခါမန်းကြီးမှရောက်ကြသည် ရေစခန်းသို့သွားကသူကိုယ်တိုင်ပင်အဖမ်းခံခဲ့သည်သား၆ယောက်ကိုမူလက်ထိတ်ဖြင့်မမြင်ရပါစေကြောင်းမန်းကြီးမှဆုတောင်းသည် ဖခင်လို့သူကလည်းအဖေသာဖမ်းခံမဲ့သားတို့ရေဝေးနိုင်တယ်လို့သာဝေးဝေးပြေးကြစီရောဟုသာသဘောပိုက်၏တို့တော့မလွတ်မြောက်နိုင်တပတ်နိုင်ငံမရောက်မီပင် သူတို့ကိုရဲကဖမ်းမိခဲ့သည် တို့ဒီတို့ကြောင့်အပြင်ဘေကိုမျှရဖို့သူတွေမဟုတ်ကြတို့ကိုတွေ့ရမှလွယ်ကူလုံးငယ်သည်မျက်ရည်တို့မှာပါပြင်မော်တလိမ့်လိမ့်ဖြစ်နိုင်ရင် မနေ့ကညနေခင်းချိန်စီတို့တက်ပြားရတယ်လို့နောက်ပြန်ရေးပြလိုက်ခြင်းသည်ဤသို့ဖြင့်မိုးတဖြောက်ဖြောက်ညတွင်မညီမဘဝပြည့်ရပုံကို ကျမပြန်ချရလေသည်ဆင်းရဲရင်ဆင်းရဲစေအောင်တော့ငပိနေဆားရစေအောင်တော့ ဖူလုံခဲ့သည်မခိုးပါပဲသူတို့စားဝခဲ့ကြသည်သူလင်ကဥပရိဆိုရာဝေးလို့ပင်တိတိကျကျမြင်မှုသူမဟုတ်ချေယူနီဖောင်းမြင်တော့ကြောက်တာသာသိသည်သူတို့သားတွေကရောဘာတွေဆက်ဖြစ်ကြမင်းနီသူတို့လိုမျက်နှာမွေးများမှာရှေ့နေကရောတနိုင်မှမည်လို့ရှေ့နေဆိုရာမြေတီတာဝန်ကိုထမ်းသူနီတကယ်တော့သူတို့မသိပါဘူးမိုးတဆက်ဆက်ဒီရာဒီကိုရောက်ရင် မညီမသည်ချိန်ဖန်များစွာခင်မွန်းတဲ့နှင့်ဒူဖြတ်ခဲ့ဘူးသောမြစ်ကိုငားရှာရန်ဖော်မပါပဲလောက်ခတ်နေပေလိမ့်မည်မညီမဖိုလ်က ကျုံးကအထွက်ရေစက်တို့လေကိုချရန်နှုံးမြင့်ကိုဖြက်လျက်လေကိုတွန်းချလိုက်လျင်ရှောကနဲ့ရေရဲထိုးစင်းသွားသည်ကိုပင်ခါတိုင်းလိုစိတ်မသက်သာပဲရှိသည်ခင်မုန်းနေရှိခဲ့သောအချိန်ကရှင်စိန်နုံနနဝဲမြုပ်ဝင်သွားသောသူချရောက်တွေကိုပြန်နှုတ်လိုက်နိုင်နိုင်မညီမမခြေနှက်မြဲဖြစ်ခဲ့ဖို့ပြီးနောက်ခြေတလန်းကျအာအင်တွေပြည့်မြဲနုံနေကခြေကိုယုံနိုင်မိသောရွှေရီတဆွတ်ဆွတ်အတန်ကိုကဂီတတန်တစ်ခုလို့ ယခုနှစ်တော်နုံငါမူမဏ္ညီမအတွက်အဆုံးမရှိသောနုံပြင်းသည်မတိချင်းတော်မှာခြေလာကြည်မေမွေယခုဖပြပေးခဲ့တာကတော့ဆ iam မမေမွေရေးသားထားရင်နော် sorry ဆောင်းပါလေးပဲဖြစ်ပါရင်ဆက်လက်တင်ဆက်ပေးမယ့်ဝတ္ထုတွေဝတ္ထုရှိများကိုလည်းဆောင်းမြနာဆင်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်